်စွာဘုရားတခါကြောင်းတော်မှာသတင်းသုံးနေရင်ယဟန်တန်ဃာတွေကိုမြတ်စွာဘုရားတကိုးနဲ့ကြည့်တယ်တူရီသောသားကိုစောင်းလျှောက်တယ်လို့မြတ်စွာဘုရားစောင်းလျှောက်တာနော်ဘာကြည့်အောင်ဆိုဒီယဟန်တွေဘာတွေစဉ်းစားနေလဲသူတို့စိတ်ကိုမြတ်စွာဘုရားရဲ့စိတ်တော်နဲ့လှမ်းကြည့်တယ်ဒီအစွမ်းရှိတာဟုတ်အဲ့တော့တကိုးလူမိတယ်လို့မိတယ်တဲ့ယဟန်တွေကာမဝိတ္တဉာဏ်နဲ့တော့တွေ့တယ်အဲ့ဒါနဲ့ဒီကာမဝိတက်ကကြီးထွားလာလို့ရှိရင်သူတို့ဒုက္ခပေးတော့မှာ အဲ့ဒါကိုငါကြီးထွားခွင့်မပေးဘူးသွားပြီးတော့အဲ့ဒီကာမဝိတက်ကိုဖျက်ဆီးမယ်ပေါ့နော်မြတ်စွာဘုရားအဲ့ဒီအကြံနဲ့အဲ့ဒီရဟန်းတွေနေနေတယ်ကြောင်းတယ်မြတ်စွာဘုရားကြွလာပြီဘာလို့လို့ဒီကာမဝိတက်ကိုကြီးထွားခွင့်ပေးရတာလို့ဓာတ်ရိုက်ပြောတယ်မြတ်စွာဘုရားဒါဟာကြီးထွားလာလို့ရှိရင်မင်းတို့ဒုက္ခပေးမှာဒီမကောင်းမှုအကုသိုလ်တရားတွေမကောင်းတဲ့စိတ်တွေဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်ညောင်မယ်များနဲ့တူတယ်တဲ့ ။ညောင်မင်းများဟာသူများကိုပဲမှီပြီးတော့ပေါက်တယ်။ညောင်ကပ်ပင်လေးတွေကိုဆိုလိုတာ။ဟုတ်လား။အဲ့ဒါ तू မှီပေါက်ပြီဆိုရင် तू ငကိုတော့ကမှီလိုက်တဲ့အပင်ဟာ तू ကတဖြည်းဖြည်းကြီးထွားလာတဲ့သူ့ရဲ့မူရင်းအပင်ဟာပျက်စီးသွားတယ်။ဟုတ်လား။ဝါးမျိုးသွားတယ်ပေါ့။အဲ့လိုပဲမကောင်းမှုကဖြစ်လာပြီဆိုလို့ရှိရင်ဖြစ်ပေါ်ခွင့်ပြုတဲ့တတ္တဝါကိုဖျက်ဆီးတယ်။အကောင်းမှုကိုညောင်မင်းနဲ့ဥမာပေးတာ။မကောင်းတဲ့စိတ်ကိုညောင်မင်းနဲ့ဥမာပေးတာ။သူ့ကိုလက်သက်မခံသူ့ကိုကြီးထွားခွင့်ပေးလို့ရှိရင်မူရင်းကိုအပင်ဟာ ျက်စီးသွားပဲဆိုတယ်အဲ့ဒါမြတ်စွာဘုရားဇတ်တော်တွေကိုခေါ်တယ်အဲ့ဒီဇတ်တော်တွေမှာဘုရားလောင်းကလက်ပံမင်းဆောင်နတ်မင်းကြီးဖြစ်တယ်လက်ပံမင်းကြီးကအကြီးကြီးဟုတ်လားယူဇနာနဲ့ချီပြီးတော့တောင်ကြီးတယ်လို့ပြောတယ်အဲ့ဒီလက်ပံမင်းကြီးကိုနော်ဂလုံးတကောင်ကလည်းအမြဲတမ်းလာလာပြီးတော့ငကားတွေကိုချီချီလာပြီးတော့ဒီလက်ပံမင်းကြီးကလာလာစားတယ်အဲ့ဒီဂလုံးကရှင်သာတိပုတ္တရာရဲ့အလောင်းအဲ့ဒါတနေ့တော့အဲ့ဒီဂလုံးကြီးကနော်သမုဒ္ဒရာကြီးကိုတခါတယ် လိုင်းလေတွေထပြီးတော့ကွဲသွားအောင်သူ့ရဲ့အတောင်နဲ့ရိုက်ပုတ်ပြီးတော့နဂါးကိုတုတ်သွားအနဂါးတွေကလည်းဒီဂလုံးလာသူတို့ကိုလာချီလို့ရှိရင်ဒုက္ခရောက်အောင်ရှုပြီးတော့ကြောက်ခဲတွေပါတွေမြူမြူထားတာရှိတယ်တဲ့ဟုတ်လားဟာသူတို့ဘိုင်းနဲ့ဆန့်တဲ့လောက်မြူတာလေးပြီးတော့မမပြန်နိုင်အောင်ပေါ့နော်အဲ့ဒါကိုလည်းဂလုံးလေးကတိတဲ့အတွက်ကြောင့်ခေါင်းကနေမဖမ်းဘူးအမိကနေဖမ်းတယ်ဟုတ်လား အမိရနဲ့ဖန်တော့ပါဇက်ကဇောက်ထိုးဖြစ်နေတဲ့ခါကျတော့မျိုးထားတာလေးတွေအကုန်လုံးအောက်ဖြုတ်ကြတယ်နော်အဲ့ဒါနဲ့အဲ့ဒီနေ့တော့ငကားတော်တော်ကြီးတဲ့ငကားကိုဆွဲချီသွားတာအဲ့ဒီရှင်သာရိပုတ္တရာအလောင်းကလေး